ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူရိုမင်္ဂလာဟောသံအနေနဲ့လာစဉ်ရတဲ့အရာတွေကိုပြန်လည်ထုတ်လွှင့်ပေးလည်ရှိပါတယ်ကျွန်တော်တို့ဘာမင်းနိုင်ခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အခုမတ်လ9ရက်ကနေပြီးတော့17ရက်နေ့ထိအင်္ဂါနေ့မွေးဖွားသူများအင်္ဂါသားသမီးများအတွက်တပတ်တာယူရိုမင်္ဂလာဟောသံကိုဟောကြားပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီတပတ်တာအတွင်းမှာတော့အင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်အပြောင်းအလဲတွေကြုံတွေ့ရတဲ့ရက်တွေဖြစ်တယ်ကျွန်တော်နေရာပြောင်းရတာမျိုးတွေအလုပ်နေရာပြောင်းရတာမျိုးတွေကိုယ်နေတဲ့နေရာပြောင်းရတာမျိုးတွေဖြစ်မဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ဒီရက်တွေအတွင်းမှာတော့ကျွန်တော်တို့တမျိုးကနေအခြားတမျိုးကိုပြောင်းရတာမျိုးအကုတ်တိုင်းမြေကနေအခြားတိုင်းမြေကိုကျွန်တော်တို့ပြောင်းရတာမျိုးတွေအေးပြောင်းသွားရတာမျိုးတွေကျွန်တော်တို့ဖြစ်မဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ပြောချင်တာကတော့ဒီလိုရံမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာကိုယ့်ရဲ့လုံဆောင်ချက်ကိုယ့်ရဲ့ကိစ္စအတိုင်းမှာကျွန်တော်တို့အပြောင်းအလဲဖြစ်တဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့အပြောင်းအလဲကြုံမဲ့ရက်တွေအပြောင်းအလဲဖြစ်မဲ့ရက်တွေဖြစ်တယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲအရေးကြီးတဲ့ကိစ္စတွေကျွန်တော်စတင်ပြုမှုပြောဆိုဆုံးဖြတ်မလားလောက်ကင်မလားဆိုရင်တော့ကျွန်တော်လောက်ကင်တဲ့ရက်တွေဖြစ်တယ်ကျွန်တော်လုံးတဲ့ရက်တွေဖြစ်ပါတယ် အဓိကကတော့ကျွန်တော်တို့ဘယ်ကိစ္စမှဆိုပြောင်းရွှေ့ပြီးနေထိုင်လုပ်ကြမယ်ဆိုရင်ကျွန်တော်တို့ကောင်းမယ်အဆင်ပြေမဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေအတွင်းမှာပဲငင်္ဂါနဲ့မွေးဖွားသူတွေဟာဘယ်လုပ်ငန်းတွေဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တော့ကျွန်တော်အကျိုးရှိလဲကောင်းလဲဆိုတော့ကျွန်တော်ခီးသွားပြီးလုပ်ရမယ့်ကိစ္စမျိုးတွေတွတ်တန်တည်တဲ့နဲ့ပတ်သက်တဲ့ကိစ္စတွေအသီးအနှံနဲ့ပတ်သက်တဲ့ကိစ္စတွေ အတန်တို့ဂီတလိုနဲ့ပတ်သက်တဲ့ကိစ္စတွေရေထွက်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေဥရီတို့အုတ်ချိုရီတို့အိမ်ဆောင်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေအကျိုးဆောင်ပြီးလောရမယ့်ကိစ္စမျိုးတွေအုတ်တို့အင်းတို့အေးတို့အချိုရီတို့နဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေဟာ ထူးထူးခြားခြားပို့ပြီးတော့အကျိုးရှိအောင်မြင်စေတဲ့ကိစ္စတွေဖြစ်ပါတယ်။အဲ့တော့အဲ့ဒါတွေကတော့ကျွန်တော်အကျိုးရှိအောင်မြင်ပြီးဘယ်လုပ်ငန်းဘယ်ကိစ္စတွေနဲ့ပတ်သက်ရင်တတိထားပြီးလုပ်ငန်းဆောင်ရွက်တင်လဲဆိုတော့ကျွန်တော်အဝတ်အထည်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ၊ ठी တို့ဖက်နှက်တို့ဓာတ်ပုံတို့လျှက်စစ်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ၊စီယုံပြောဆိုပြီးလုံအောင်မဲ့ကိစ္စမျိုးတွေ၊ဓာတ်ရုပ်ဗေဒပစ္စည်းတွေ၊ဓာတ်တုပစ္စည်းတွေ၊ဓာတ်ဝန်တန်ဝန်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ၊ဓာတ်စီတို့ဒီဇယ်တို့ဒေါ်လာနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ၊လူမျိုးကြပါသားကြားနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေ၊ဆက်သွယ်ရေးဆောင်ရွက်ရမယ့်ကိစ္စမျိုးတွေ၊ဆက်ပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေ အရေးကြီးစာရဲစာတန်းစာတုပ်စာတန်းနဲ့ပတ်သက်တဲ့ကိစ္စတွေစံစီစေးစားစားတော့ကုန်စားတော့ဆိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေဆိုရင်တော့ဒီလိုရံမျိုးတွေမှာဂတိထားပြီးတော့လုပ်ငန်းဆောင်ရွက်တဲ့ကိစ္စတွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေထဲမှာပဲအင်္ဂါနဲ့မွေးဖွားသူတွေဟာကျွန်တော်ရောင်းနေတဲ့ပစ္စည်းတွေရှိလို့ရောင်းမထတဲ့ပစ္စည်းတွေရှိလို့တခုပစ္စည်းတွေကျွန်တော်ရောင်းထွက်ခြင်းနဲ့ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်အနီရောင်နှင်းစီပန်းတပွင့်လေးပဲအနီရောင်နှင်းစီပန်းတပွင့်လေးနဲ့ကိုရောင်းနေတဲ့ပစ္စည်းတွေကိုကျွန်တော်တို့ထိရိုက်ခောက်ပေးမယ် ဒီ PC တွေကျွန်တော်ဝယ်မဲ့သူအများလားအမြန်ရောင်းထွက်ဆိုပြီးကျွန်တော်တုတ်ထီရိုက်ခောက်ပေးမယ်ဆိုရင်ဝယ်မဲ့သူအများလားပြီးအမြန်ရောင်းထွက်စီတဲ့ရက်တွေဖြစ်ပါတယ်အဲ့တော့ဒီရက်တွေတွင်မှာတော့ကျွန်တော်အကျိုးပေးကံကောင်းစီတဲ့ခန်းနံပါတ်တွေခန်းနံပါတ်တွေတစ်ခုရွေးချယ်မယ်လို့ဆိုရင်အကျိုးပေးကံကောင်းစီတဲ့ခန်းနံပါတ်တွေဟာ16390ဆိုတဲ့ခန်းနံပါတ်တွေဟာအကျိုးပေးကံကောင်းစီတဲ့ခန်းနံပါတ်တွေဖြစ်ပါတယ်အဲ့တော့ဒီလိုရံမျိုးတွေမှာတော့အခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်အစဉ်ပြေမဲ့ရက်တွေဖြစ်ပြီးကျန်းမာရေးနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့တတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ် အဲ့တော့ jet line နဲ့ပတ်သက်ရင်တော့ကျွန်တော်ဘာသတိထားရလဲဆိုတော့အစာမဆေးမနဲ့ပတ်သက်တာလေးတွေသတိထားရတယ်။အဲ့တော့အစာစာရင် မတည့်တာ၊ဆေးနဲ့အစာစာရင် မတည့်တာ၊ဆေးဆေးမတည့်တာလေးတွေကျွန်တော်သတိထားဖို့လိုတဲ့ရက်တွေဖြစ်ပါတယ်။အဲ့တော့ဒီရက်တွေအတွင်းမှာပဲအင်္ဂါနေ့မွေးဖွားသူတွေဟာကျွန်တော်တခုခုကိစ္စတွေအဲထူးထူးခြားခြားကိစ္စတွေကျွန်တော်တို့အောင်မြင်ခြင်းလို့ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ထူးထူးခြားခြားကိစ္စတွေအဆင်ပြေခြင်းလို့ပဲဖြစ်ဖြစ်ထောင်းမို့ကျွန်တော်လှူကျင်တန်းကျင်လို့ပဲဖြစ်ဖြစ် ဘာလို့ ਆ လဲဆိုတော့ကျွန်တော်ဟိုငှက်တကောင်ပဲဖြစ်ဖြစ်အာစာလေးတွေပဲဖြစ်ဖြစ်ကျွန်တော်လှုပ်ပေးမယ်ဆိုရင်လှုပ်ပြီးဆူတောင်းလိုက်မယ်ဆိုရင်ဒီလိုရံမျိုးတွေမှာအင်္ဂါနဲ့မွေးဖွားသူတွေအနေနဲ့ဒူဒူရရကိစ္စတွေကျွန်တော်အဆင်ပြေအောင်မြင်ပြီးမြောက်သွားမယ်ကျွန်တော်တပတ်တာဖြစ်သွားပါလိမ့်မယ်အင်္ဂါနဲ့မွေးဖွားသူများလုံးစမ်းမချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ